ဟာလန်ကဘောကြီးမတိုးဘူးဆိုတာအမေရိကန်ဖြစ်နေပြီလားဒီနေ့မှာတော့ Go Twins ဆိုတဲ့နာမည်နဲ့တောက်ပနေတဲ့မစီးတရတိုက်စစ်မှုအယ်လီဟာလန်နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာဝေဖန်မှုတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သူကပုံမှန်ပွဲတွေမှာကိုရီဒဇက်ဇက်တွေးနေနိုင်ပေမဲ့အရေးကြီးတဲ့ဘောလူပွဲရောက်လာရင်ဘာမှမလုပ်နိုင်ဘူးဆိုတဲ့ဝေဖန်မှုတွေဟာတကယ်ပဲမှန်ကန်နေသလားဆိုတာကိုဒီဗီဒီယိုမှာဆက်လက်ကြည့်ရှုသွားကြရအောင်ပါစနေနေ့ညကကစားခဲ့တဲ့ FA Plus ဘောလူပွဲမှာလည်းအယ်လီဟာလန်ကခရစ်စတယ်ပဲလေးအတင်းကိုဒဂိုးဘုံရှိနဲ့ရှုံးနိုင်ခဲ့တဲ့မန်စီးတီးအတင်းအတွက် တင်နာမင်နာရဲ့ခြေတော်မျိုးကိုပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ပွဲချိန်တွင်မှမန်စီးတီးတင်ပင်နယ်တီတလုံးရရှိခဲ့ပေမဲ့ဟာလန်ကအဲ့ဒီပင်နယ်တီကိုအသင်းမော်ဖြစ်သူအိုမာမာမော့စ်ကိုကန်ဝင်ပေးခဲ့ပါတယ်။မာမော့ရဲ့ပင်နယ်တီကန်ချက်ဟာအတော်လေးကောင်းခဲ့ပေမဲ့ခရစ်စတယ်ဘဲလစ်ကိုသမဟန်တာဆန်ရဲ့လက်စွန်းပြကာကွယ်မှုကြောင့်မန်စီးတီးကခြေပါကိုရရှိဖို့ခွင့်ရေးဆုံးရှုံးခဲ့ရပါတယ်။ဒီဆုံးပွဲကြောင့်မန်စီးတီးကဒီရာသီမှာဘာဖလားမှမရရှိတော့ပဲဖလားလည်းမရသေးနဲ့အဆုံးသတ်သွားခဲ့ရပါတယ်။ဒီဆုံးပွဲကြောင့်မန်စီးတီးတင်းဟာအဖေဖလားနဲ့လွဲချော်ခဲ့ရတယ်လို့အန်လီဟာလန်အတွက်နောက်ထပ်စိတ်ပျက်စရာမှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။သူကမန်စီးတီးအတွက်နောက်ဆုံးကစားခဲ့တဲ့ဘောလုံးဝဲလေးပွဲဇက်တိုက်မှာလည်း ဂိုးတွေမသွင်းနိုင်ခဲ့သလိုကိုပန်နေမှုလည်းမပြုတ်လုံနိုင်ခဲ့ပါဘူးအဲ့ဒီဘောလူပွဲလေးပဲမှာ FA Cup ဘောလူပွဲ၃ပွဲနဲ့ Champion League ဘောလူပွဲတစ်ပွဲတော့ပါဝင်ပါတယ်ဒီလိုရေးကြီးတဲ့ပွဲတွေမှာဟန်လန်ရဲ့ခြေစွမ်းဟာပုံမှန်မဟုတ်ပဲတော်တော်လေးကိုအားနည်းခဲ့တာကိုတွေ့ရပါတယ်ဒါကြောင့်လည်းပွဲကြီးမတိုးဘူးဆိုတဲ့ဝေဖန်မှုတွေကပုံမှန်ကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီးသူ့အနေနဲ့ဒီဝေဖန်မှုတွေကိုခြေပြတ်ဖို့အတွက်နောက်ထပ်အခွင့်အရေးတွေကိုစောင့်ဆိုင်းရအောင်မှဖြစ်ပါတယ်ဒီအချိန်မှာ Man City ရဲ့ခြေစွမ်းဟာအရင်နေ့တွေနဲ့နိုင်ရှင်ရဲ့တော်လေးကိုကြာစင်းနေတာတွေ့ရပါတယ်ဒါကြောင့်လည်းနီပြဂွာဒီယိုလာရဲ့ခစ်ကုန်မီလာဆိုတဲ့ဝေဖန်တန်တွေလည်းထွက်ပေါ်နေပါတယ်တကယ်တော့အဲလင်ဟာလန်ဟာ သူရဲ့ပုံမှန်ခြေစွမ်းနဲ့ဆိုရင်ဒီကမ္ဘာလုံးကအတိမတ်ပြုတ်ထားတဲ့တိုက်ရှင်မူကောင်တစ်ယောက်ပါဒါပေမဲ့ဘာကြောင့်အရေးကြီးတဲ့ဘောလူဝဲတွေမှာခြေစွမ်းမပြနိုင်ရလာလဲဆိုတာကတော့စဉ်းစားကြရပါပဲဒါပေမဲ့အသင်းတွေရဲ့ခံစစ်ပိုင်းကသူ့ကိုတူကူယူဆိုင်လို့လားဒါမှမဟုတ်သူကိုယ်တိုင်ရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကြောင့်လားဆိုတာတိတိကျကျပြောဖို့ခက်ခဲပါတယ်ဒါပေမဲ့အဲလီဟာလန်အနေနဲ့ဒီဝေဖန်မှုတွေကိုကြော်လာနိုင်ဖို့ဆိုရင် နောက်နောက်ကစားမဲ့အရေးကြီးတဲ့ဘောလူဝဲတွေမှာသူ့ရဲ့အကြီးတွေကိုပြသဖို့လိုအပ်ပါတယ်သူကဂိုးသွင်းစွမ်းရည်တွေမှာပဲပွဲကိုဖန်တီးနိုင်စွမ်းလည်းရှိတယ်ဆိုတာကိုသတိပြဖို့လိုအပ်ပါတယ်မန်စီးတီးအနေနဲ့လည်းလာမယ့်ရာသီတွေမှာနောက်ထပ်ဘောလူဝဲတွေကစားရဖို့ရှိနေတာကြောင့် ဟာလန်အင်းနဲ့ဒီအခွင့်အရေးတွေကိုအမိရဆုတ်ကန်နိုင်ဖို့အရေးကြီးပါတယ်။ကယ်ပရိတ်တကြီးရဲ့အလီယာလန်ရဲ့ပွဲကြီးမတိုးဘူးဆိုတဲ့ဝေဖန်မှုနဲ့မန်စီးတီးရဲ့ဖလားလက်မဲ့ရာသီဂွာဒီယိုလာရဲ့ပေါ်ဝေဖန်မှုတွေနဲ့ပတ်သက်ပြီးဘလို့ထင်မြင်ယူဆကြပါသလဲ။သူ့အနေနဲ့ဒီဝေဖန်မှုတွေကိုကြော်လာပြီးမန်စီးတီးအတွက်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ဆက်လက်ယက်တည်နိုင်မလားဆိုတာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမားကိုချက်